မင်္ဂလာပါရှင်စပုတ်ဗီဒီယိုမြန်မာမှကြိုဆိုလိုက်ပါရစေ2025ခုနှစ်မေလ29ရက်နေ့ကြာတာပရိနေအတွက်နောက်ဆုံးရပြည်တွင်သတင်းများကိုတင်ဆက်ပေးပါရမရှင်တရင်ကောင်းစဉ်ထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီဤကနယ်လီစစ်ကန်ကို KNLD ကညာတွင်ချင်းတိုက်ခိုက်သိမ်းပါ ထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီတပ်ဤရွှေအီးမြိုင်ဖျားကုန်းစစ်စခန်းကို KNLA ကထမှန်သိမ်းပါတောင်တာမျိုးပေါ်မြေစရင်ယုံအခုံဦးစီးဌာနအမတ်နှစ်ရက်ကွက်အုတ်ကြီးနေအိမ်များကိုတော်လိုင်းဤတပ်ဖွဲ့များကဝင်ရောက်စီးနေတိုက်ခိုက်မှုစစ်သားများအကုန်ထွက်ပြေးရှားရှိတဲ့တဲ့တွေကိုတင်ဆက်ပေးကြပါမယ် ဦးစွာထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီ၏ကနေလီစစ်ကမ်းကို KNL ကညောင်ရင်းချင်းတက်ကြိုက်သိမ်းပိုက်လိုက်တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ကရင်ပြည်နယ်မြောက်ရီမြို့တောင်ဘက်ထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီ၏ကနေလီစကမ်းကို KNL ပူးပေါင်းတပ်ဖွဲ့ကဂျမန်နီညာတွင်ချင်းတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ KNL စီးရေးတရင်ရင်းမြစ်ထံကသိရှိရပါတယ်။ဂျမစစ်ကောင်စီတပ်ရဲ့ကနေလီစစ်ကမ်းကိုမေလ21ရက်နေ့ကတည်းကတိုက်ခိုက်နေခြင်းဖြစ်ပြီးဂျမန်နီမေလ28ရက်နေ့ညပိုင်းတွင်ပြီးသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း KNL စီးရေးတရင် င်းမြစ်ထံကသိရှိရပါတယ်။ဂျမန်နေနယ်ပိုင် DKBA ဌာနချုပ်စုံစည်းမြိုင်ကြီးရွာတို့ရောက်ရှိလာသည့်အင်အား82ဦးပါစစ်တပ်စစ်ကြောင်းတစ်ခုလုံးကိုအပိသက်ချေမှုန်တက်ခဲ့ပြီးနောက်ဂျမန်နီညပိုင်းစစ်ကောင်စီတပ်ဤကနေလီစကန်ကို KNLA ပူးပေါင်းတပ်များကသိမ်းပိုက်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ KNU ကမတ်လဧပြီလနဲ့ယခုမေလအတွင်းတွင်ထိုင်းမြန်မာနယ်စပ်အနီးမှစစ်ကောင်စီ၏ဘူလူတူခလေတီတခေါပီခွီမော်ဖာတူစကန်ဒါလေးစကန်မေလစကန်နဲ့မော်ဖူခီစစ်စကန်နဲ့ဘလက်တူစကန်များကို ဇက်တိုက်ဆိုသလိုတိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီးယခုနောက်ဆုံးတွင် ကနေလီစခန်းကိုပါတိုက်ခိုက်သိမ်းပတ်လိုက်ခြင်းဖြစ်ပါတယ်။လက်ရှိကရင်ပြည်နယ်အတွင်းမြဝတီဘုရားသုံးစုကော့ဂရိတ်ဂျုံတူဖာပုံတနောင်ဒေသများတွင်ဂျမစစ်ကောင်စီတပ်နှင့်ကနေလီမဟာမိတ်တပ်ဖွဲ့များအကြားတိုက်ပွဲများဇက်တက်ဖြစ်ပွားလျက်ရှိနေတာလည်းဖြစ်ပါရဲ့ရှင်။ ချက်လက်ပြီးထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီတပ်ဤရွှေအေးမြိုင်ပြားကုန်းစစ်ကံကို KNL ကထပ်မံတင်ပတ်လိုက်တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီတပ်ဤရွှေအေးမြိုင်ပြားကုန်းစစ်ကံကို KNL ပူးပေါင်းတပ်များကထပ်မံတင်ပတ်လိုက်တယ်လို့ KNL စီးရေးသတင်းမြစ်ထံကသိရှိရပါတယ်။မေလ28ရက်နေ့ညပိုင်းတွင်စစ်ကောင်စီတပ်ဤကနေလီစကံကိုတင်ပတ်ပြီးတဲ့နောက်ယနေ့မေလ29ရက်နေ့နနက်ပိုင်းတွင်ရွှေအေးမြိုင်ပြားကုန်းစစ်ကံကိုပါ KNL ပူးပေါင်းတပ်များကထပ်မံတင်ပတ်လိုက်တယ်လို့သိရှိရပါတယ်။ဒီမနေ့ညပိုင်းက KN န်တလီကတိမ်ပိုက်ခဲ့တဲ့ကနေလီစစ်စခန်းတွေစစ်ကောင်စီတပ်ဖွဲ့အင်အားတရာကျော်ရှိနေကြတာဖြစ်ပြီးစစ်သား90ကျော်ထိုင်းဘက်သို့ထွက်ပြေးသွားကြောင်းလက်ရှိတွင်ကနေလီစခန်းတိုက်ခိုက်တိမ်ပိုက်မှုတရင်ကိုမကြာမီ KNU ကတရားဝင်တရင်ထုတ်ပြန်ပြီးဖြစ်ကြောင်းသိရှိရပါတယ် KNU ကမတ်လ April လနဲ့ယခုမေလအတွင်းတွင်ထိုင်းမြန်မာနယ်စပ်နီးမှာစစ်ကောင်စီ၏ဘူလူတူကလေတီတခေါ်ပြီးခွေမော်ဖာတူစကန်တာလက်စကန်မီလာစကန်မော်ပိုကီစစ်စကန်နဲ့ဘလတ်တူစကန်များကနေလီစကန်နဲ့ရွှေအေးမြိုင်စကန်ကိုပါတိုက်ခိုက်တိမ်ပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်လက်ရှိချိန်တွင် KB နဲ့ ယ်တွင်မြောက်ရီပြာသုံးစုကော့ဂရိတ်ဂျုံတူဖာပေါ်တနော်ဒီတာများတွင်ဂျမစစ်ကောင်စီတက်နေကင်နဒီမဟာမိတ်တက်များကြတိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိနေတာလည်းဖြစ်ပါရဲ့ရှင် ဆက်လက်ပြီးတောင်သားမျိုးပေါ်မြေစီရင်ယုံအခွန်အကြီးဌာနအမတ်နှစ်ရက်ွက်အုပ်ကြီးနေများကိုတလိုင်းတစ်ဖွဲ့များကဝင်ရောက်စီးနေတိုက်ခိုက်ခဲ့ရမှာစစ်သားများအကုန်ထွက်ပြေးသွားတဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါမယ်။မန္တလေးတိုင်းတောင်သားမျိုးပေါ်ရှိမြေစီရင်ယုံအခွန်အကြီးဌာနယုံအမတ်နှစ်ရက်ွက်အုပ်ကြီးနေတို့ကိုတလိုင်းတစ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သားများအကုန်ထွက်ပြေးသွားခဲ့ပြီးတောင်သားမျိုးနယ်လူထုလုံခြုံရေးကော်မတီမှတာဝန်ရှိသူတူထံကသိရှိရပါတယ်။ဂျမနီမီလာ28ရက်နေ့နေ့လယ်ပိုင်းကတောင်သားမျိုးပေါ်ရှိမြေစီရင်ယုံအခွန်အကြီးဌာနအမတ်နှစ်ရက်ွက် က်အုတ်ကြီးနေအိမ်စစ်ချမ်းဂိတ်စသည့်နေရာများကိုတော်လိုင်းအင်အားစုများမှဝင်ရောက်စီးနင်းခဲ့ရမှာ စစ်ကောင်စီတပ်သားများအလုံးထွက်ပြေးသွားခဲ့ကြောင်းဒုတို့ထွက်ပြေးသွားပြီးနောက်မီလ29ရက်ည8နာရီအချိန်ခန့်ကဝဲလိုင်းတိုက်နယ်ဘက်သို့စစ်ကူထွက်သွားပြီးစစ်ကြောင်းဟာဒီကနေ့မီလ29ရက်နေ့နဲ့နောက်ပိုင်းတွင်ပြည်သူပိုင်စစ်နယ်ဘင်းကားနှစ်စီးကိုချောဆွဲကမြို့ရဲသို့ပြန်လည်ကဝင်ရောက်လာခဲ့ပြီးစစ်သားအင်အားများပြတ်ထတ်တူကပိတ်ဆို့စစ်ဆေးမှုများလုဆောင်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။တောင်သာမြို့ပေါ်တွင်ခြားရုံးများပိတ်ထားခဲ့ပေမဲ့လည်းဂျမစစ်ကောင်စ ီခန့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဟန်သူရာက၎င်း၏ဝင်ငွေရလမ်းဖြစ်တဲ့မြေစည်းရင်းရုံးကိုအမြဲမပြတ်ဖွင့်နာလျက်ရှိကမှပုံစံခွင့်နှင့်များကိုပြန်များထုတ်ပေးကစီးပွားရှာနေသူဖြစ်ကြောင်းသိရှိရပါသည်။မေလ19ရက်နေ့ကလည်းတွလင်းအင်အားစုများဟာတောင်သားမြို့မင်္ဂလာဦးကိတ်ကဝင်ရောက်စီးနေ၍ဝင်းနေအင်အားရှိဂျမစစ်ကောင်စီတောက်တိုင်ချို့ကိုဖမ်းဆီးထိန်းသိမ်းခဲ့တဲ့အတွက်တောင်သားမြို့ပေါ်ရှိဂျမစစ်ကောင်စီတောက်တိုင်နန်းစီဒီအမ်များလုံခြုံရေးကင်မဲကရှောင်းတဲမှုများရှိနေခဲ့ကြောင်းသိရှိရပါသည်။လူတွလင်းရေးအကောက်လာခဲ့ပြီးခုကန်တွလန်စစ်မှတွေ့စီဖြစ်သူတွေ့မြင်လာခဲ့ ဲ့ပြီးတဲ့နောက်ပိုင်းဂျမ်မစ်စစ်ကောင်စီဟာလေကြောင်းတိုက်ခိုက်မှုပုံမှုလုံဆောင်လာခဲ့တဲ့အတွက်တအန်ရဲကင်းဝေးစီရေးအတွက်ဘုံကိုချင်းများစနစ်တကျတူဖို့ကြပါရန်တိုက်တွန်းလို့ဆိုထားပါရရှင်ဒီကနေ့2025ခုနှစ်မေလ29ရက်နေ့အတွက်နောက်ဆုံးပြည်တွင်းသတင်းများကို Scope Media မှမှတင်ဆက်ပေးကြတာဖြစ်ပါတယ်။ကျွန်တော်ကတော့သတင်းတင်ဆက်သူနှောင်းယွင်းဖြစ်ပါလိမ့်ရှင်။